ဘာပြီကျော်ဖြစ်တာဘာသာရေးသာသနာရေးမို့ပညာရေးကြောင့်ကျော်ဖြစ်သွားတာအဲ့ပညာကိုဂုရတိကိုတန်ဖိုးထားအောင်မှမသိဘူးပညာနဲ့ပတ်သက်ပြီးတဲ့မြောင်လို့ရမလို့ဆိုဂုရတိလို့ရအောင်မှမသိဘူးပညာရေးကတတိတရားနေနေတယ်ခလေးတွေသိပါတယ်ဘာလို့တော့ဆရာမလည်းကြက်ဆိုကြက်ထားတယ်အဲ့တော့ကြက်တော့အောင်းသားတဲ့ခါကျကြက်ဆယ်တန်းပေါ့ ဆင်းရဲဒီတဲ့မြန်သာကျက်ကျက်ကသူရောက်တော့အမှန်တမ်းပြောကျက်မှုကျက်ကသူတို့ပါတော့တပီလုံးကျက်ဖြစ်ကုန်ပညာဆိုတာအဲ့ဒါမျိုးမဟုတ်ဘူးစဉ်းစားဖို့သိရတာ how to think ဘယ်လိုစဉ်းစားဖို့စဉ်းစားလို့မသိရမြကလာဘူးပညာတက်တယ်ဆိုတာဘယ်တော့မှမသိပဲမရှိဘူးကျွန်တော်တို့ကအဲ့ပညာရောက်နေကြခဲ့တာ သိစိတ်ပြဖို့ကောင်းပါလေဗျာဒါတွေပြောရင်ကျွန်တော်ရင်နဲ့နားလာပါလေပမာပြည်ကြီးမှာအစ်တန်းနူးလို့ပြင်မြင်ရမှုတွေဖြစ်ပေါ်နေတာသိချာစွာစဉ်းစားလိုက်ရင်ပညာခြေကနဲ့လို့သာပါတီရေကွဲဗျာအလွယ်လွယ်မှာမှာဖြစ်ပေါ်နေတာပညာပညာပညာမရှိလို့စိတ်နေမပညာလားဝန်းနေစရာယခုခေတ်ကြီးမှာတွေ့နေရတာကလေးတငယ်များမှာဘာစကားစရာ သရေသာလျှောက်ပြီးဆေးပြားရေခဲကြောင်းနဲ့ပြေပဲလော်ပါကြော်ရော့ဩကားရောက်နေရရှာကြရမြမြကလေးများနဲ့ရောင်ရင်တင်တင်ပြောခြင်းကပညာပညာပညာမရှိလို့အခုလိုဖြစ်ရတာတိုက်ပြီးကလွတ်လိုက်ရပါတယ်ဘယ်လိုလွတ်လိုက်ရလဲဆိုတော့ပညာမတက်တဲ့လူငယ်တွေရဲ့လက်ထက်ရောက်ခဲ့တဲ့လွတ်လိုက်ရည် အဲ့တော့ပြောရတယ်မကောင်းပါဗျအာနာပါလေပြတော့ဟုတ်တကယ်ပြောတာပါဒါမဲ့အောင်စစ်ကိုယ်တိုင်ကလည်းပဲရင်နဲ့နားနေလို့ပြောတာတော့ခန္ဓာတို့နဲ့အတူတူရင်နားတဲ့အတိုင်းမှာအောင်သိပါတယ်နော်ဟုတ်လားအခုဆိုပါတော့စာကြည့်တဲ့ ခမရတို့ဒီကိုမှပြောခဲ့တယ်။စားရက်ခလေးလို့ပါ။စားရက်ကြတာဟောဘယ်နေရာပို့ထားမှာမသိဘူး။ဟုတ်လား။ခလေးတွေကြတဲ့ခါကျကမင်းရောထားတယ်။လူကြီးကြတော့အားကစား။ဟုတ်လားခလေးတွေကစားတဲ့ကွင်းလေးကြမလို့ဆိုလူကြီးကြခေါက်ကွင်းကြကြီးကြီးလုပ်တယ်။ဟုတ်လား။တကယ်တော့မတရားတာ။ဟုတ်လားပြီးတော့ကြမှာဟော ပါပါသေးဒုတိယဆရာမတစ်ချက်တည်းကျင်းဝင်တယ်တစ်ချက်တည်းကျင်းဝင်တော့ပါစပားချက်သူလည်းထားပါတော့တာခလေးလူငယ်တွေကိုကူပစားလို့ပြရနားကဘယ်လိုလုပ်မလဲခေါင်းကဟိုကောင်ပြောသွားပါလေဟိုကျွန်တော်ကလူငယ်တွေကိုချွတ်ချမှနားကတောက်ပါမယ်ဆိုတာခလေးကြကူပစားခလေးပညာကြီးဘာလုပ်ပြီ ဟုတ်လားကျွန်တော်တခုတည်းကျွန်တော်ခင်ဗျားတို့ပြောပြအောင်ဘဝမှာအရေးကြီးဆုံးအချက်ကျွန်တော်လည်းဘယောက်လို့ရောက်မှလည်းမသိဘူးပြသိခံတော့ဗျာကျုပ်ပြောချင်တာရှောက်ပြောတော့မှာပါခင်ဗျားတို့လည်းဘရားတရားသာ အောင်းမိပြီတော့တောင်းတော့ကအော်ဖစ်ဆိုတော့ယူကြရပါကွာတောင်းပြော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 ချင်တာပြောကြခင်ဗျားလူပြောရဲ့ဘဝမှာအရေးကြီးဆုံးပါတင်တော့ မွေးတယ်သေးတယ်မွေးခြင်းနဲ့သေးခြင်းကဘောကထားလိုက်တော့အဲ့ဒီမွေးခြင်းနဲ့သေးခြင်းရဲ့ဘောကမှာအရေးကြီးဆုံးကကျမ်းမာရေးတဲ့ပညာကြီးမွေးတယ်အသေးလေးမွေးသွားပြီးပြီးသွားတယ်မွေးတယ်တဲ့မျက်စိကမကောင်ပါမကန်းနဲ့အကန်းအကန်းလေးမွေးလာမယ်အချိုးလေးမွေးလာမယ်အပဲ့လေးမွေးလာမယ်အယူရတယ်မယ်ဟာတော်ပြီဘောဗျာခင်ဗျာဘောကဘာအသေးပဲရှိသလိုကျမ်းမာရင်အဲ့ကျမ်းမာရေးကိုဘယ်သူအောင်လဲဆိုတော့ ပြတ်တွက်ကြည့်နော်ကိုဘွားကိုပြတ်တွက်ကြည့်နော်ဝိမေချင်းအဲ့ခလေးကိုခင်ဗျဘသူကူးဆက်တော့ကျမ်းမာဖို့ပြေကူးဆက်ရတာဘသူကူးဆက်တော့အမေဟာခလေးချီးပြောတာချီးမာတာဝင်းသွားလားသေးပါလားမပေါ့လားကိုဘူးလားကိုလည်းလားနှုတ်အန်လည်းမအောင်လားဟာကျမ်းမာရေကူးကူးဆက်ပြီလားပြီးတော့မှနည်းနည်းလေးအသိဉာဏ်ရှိရဟဲ့ကောင်လေးအဲ့ဒီကမသွားနဲ့အစွန်းတော့ကြာကြာဟဲ့ဓာမကဲနဲ့ရှာရှာ မိရတော့ပူပူပြေးပြေးသွားတာဒါပညာရေးမဟုတ်လို့ပါတယ်ပထမကျမ်းမာကြီးနောက်ပညာရေးနောက်ကြတော့ကြောင်းထားပြီတဲ့မအေးရမတင်တတ်တော့ဘူးအဖေရမတင်တတ်တော့ဘူးကြောက်သွားဆရာဆရာမအပင်ဒါလုတ်ပြရတာပဲဘဝမှာကျမ်းမာရေးနဲ့ပညာရေးကျမ်းမာရေးရပါလေဆိုဘဝရှင်းတာမို့လို့အတွက်ပညာရေးရပါလေသူ့ဘဝကိုသူပြန်ပြီးတော့ကိုမရှိသည့်တဲ့အောင်မိမမရှိသည့်တဲ့အောင် သူ့ဟာသူ့ရက်တိတိုင်မိုးလို့အတွက်ကိုသိပေတော့ဆိုတာပညာရေးပဲဟာတကယ်ပြတကယ်ရိုးလေးရဲ့ကျွန်တော်ပြောတာဘာမှအဆမ်းမပါဘူးတကယ်ကျွန်တော်ကတခါတည်းမှာစဉ်းစားတဲ့အခါမှာအယိုးဆုံးစဉ်းစားရတယ်အယိုးဆုံးအခြေခံကြဆိုစဉ်းစားရတယ်ပထမဆုံးကကျမ်းမာရေးပါဆိုအသက်ရှင်မှုနောက်ကြတဲ့ခါကျပညာရေးပညာရေးပါဆိုအဲ့ဒီအသက်ကိုပြန်ပြီးစောင့်တည်နိုင်မလို့သိပေးရတာ မဟုတ်ဘူးလားဟုတ်လားကဲဟုတ်လားပေးပေးတဲ့ခါကျတော့တရှုံးပညာကြီးကမိဘကမသိနိုင်တော့ဘူးမိဘကမသိနိုင်တော့မှဆရာဆရာမကိုအားကဒါကြောင့်မို့လို့ခမအယိုးအစစ်စစ်လေးကျတော့တက်ပြပါနော်မိသားစုတစ်ခုမှကြည့်လိုက်သားသမီးရဲ့ကျမ်းမာရေးကိုဘယ်လောက်လွှဲဆဲဂယုဆိုင်တယ်ကြည့်တဲ့ နှစ်သားသမီးရဲ့ပညာရေးကိုဘယ်လောက်ရှိအောင်အရင်နိုင်အရင်နီးပြုတ်တယ်လေတကယ်နားလဲတဲ့သားသမီးကဟုတ်တော့ကဟုတ်ကောင်မလေးကြီးကောင်လေးကြီးရှိတယ်ပြေချာနားထောင်တော့ဘာမှပြောတာပြချာတော့မင်းတို့ကိုကြောက်ထားတဲ့အတွက်ကြောင့်တခါတည်းမှာကျူးရှင်ထားတဲ့အတွက်ကြောင့်တခါတည်းမှာဘော်ဒါထားတဲ့အတွက်ကြောင့်မလို့မိဘသမီးတက်လို့လျှော့သားရတယ်နော်သမီးတက်လို့လျှော့မသားရတဲ့မှာ ဟိတ်နှစ်ခွက်သားတယ်ဆိုတာတစ်ခွက်လျှော့ပြရတယ်မင်းတို့ပညာကြီးတွေအဲ့ဒါလုတ်ပြီလားနော်အရင်နည်းနေနော်ဘာလဲမျိုးစစ်သစ်အတွက်အရင်နည်းကိုသားသမီးတွေရင်ဒါကြောင့်မလို့မိသားစုတစ်ခုကိုကြည့်လိုက်လို့ရှိရင်သူ့သားသမီးတွေကျမ်းမာရေးတွေဘလောက်အကူခါကလဲပညာရေးတွေဘလောက်အရင်နည်းလုတ်ကံလဲအဲ့ဒါကြည့်လိုက်လို့ရှိရင်အဲ့ဒီမိသားစုတက်တော်မဲ့သားအောင်မလို့တော့ ကျမ်းမာရေးအတွက်လည်းအရင်ကမြုပ်နှံတယ်။နော်မိဘသမီးတို့လို့လျှော့စားတယ်။ပညာရေးအတွက်လည်းပဲဟိတခွက်လျှော့စားတယ်။အဲ့ဒီမိသားစုတက်ပေတာအောင်ပြီတော့အဲ့ဒီလိုပဲမြို့တဲ့တမျိုးနဲ့မှာကြည့်လိုက်လို့ရှိရင်မြို့တဲ့မာယာကဘာညာမှာဒါကောင်းစီဘာညာပြောကြတယ်ကာကြီးခါဝင်တယ်ပေါ့ဗျာအဲ့သူတို့တွေကအဲ့မြို့တွေရဲ့ကျမ်းမာရေးအတွက်ဘယ်လောက်လုပ်ပေးသလဲ ဒါဟာမတ်ကြောက်ပဲအမတ်ရတော့မသိဘူးအခေါ်ကြတော့ကောက်တယ်ဆိုသွားတော့ဟုတ်တယ်လေပြေအောင်နဲ့ကိုလူကိုကရိုးပြောနေသူ့ရောက်ဖို့လို့တော့ကြာကြာမနေ့ကထမင်းစားဖိတ်ပါစသူကခဏဆိုရင်တော့ကြာတယ် နောက်တစ်ခါပညာရေးအတွက်ဘယ်လောက်လုပ်ပေးသလဲအဲ့ဒါမျိုးနေဖို့ရှိနောက်တစ်ခါနိုင်ငံတော်ကိုကြည့်အဲ့နိုင်ငံတော်ရဲ့ဘတ်ဂျက်လို့ခေါ်တဲ့ဘဏ္ဍာရေးမှာပညာရေးအတွက်ဘယ်လောက်သုံးလဲကျန်းမာရေးအတွက်ဘယ်လောက်သုံးလဲအဲ့ဒီအစိုးရရဲ့စစ်တပ်တိုင်းပြည်ပေါ်ဘယ်လောက်ရှိတယ်မရှိသလားတန်းသိတယ်ခုတော့ပညာရေးအတွက်ဘယ်လောက်သုံးမလဲမသိဘူးကျန်းမာရေးအတွက်ဘယ်လောက်သုံးမလဲမသိဘူးကြိုးလည်းမသိဘူးတခုရှိတာသိကြတော့အဲ့ဆေးလုံးသွားရင်ပိုက်ဆံပါပါရတယ်